ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျ Gobi Page ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်စောစောလဲစောစောမှာ အလုတ်ကပြန်ရောက်လို့ brother တို့ကြီးနော်နည်းနည်းပွဲပွဲရွေးချင်ရလဲအခုမှဒါ premier league ပဲရွေးရသေးတယ်ဆိုတော့ဒီ premier league တီးတံမဲ့ကျွန်တော်အခုဒီနေ့အဲဒီ live မှာပေါ့နော်အခုလောလောဆယ်တော့ premier league ပဲပြောပါမယ်လော legend နှစ်ပွဲပဲရှိပါတယ် premier league ကတော့ aston villa နဲ့ fulham ခဏနေနေကန်တော့မှမလို့ကျွန်တော်ဒါ live လေးတက်လာတာဖြစ်ပါတယ်အဲပွဲပြောမယ်ပြီးရင် arsenal နဲ့ newcastle ပွဲလေးပြောပြီးပါမယ်အဲ့တော့ဒီ live ထဲမှာတော့ဒီနှစ်ပွဲပဲပါပါမယ်ပြီးရင်ကျွန်တော်နည်းနည်းလေးပွဲလေးဆက်ရွေးလာအောင်မယ်ပေါ့နော်ပြီးတော့အဲနိုင်ဝတ်နေတော့နောက်နိုင်ဝတ် 45မိနစ်လောက်နေတော့ဒါ series A ရှိမယ်ပြီးရင် La Liga နဲ့ Bundesliga တွေရဲ့လက်ကျန်ပွဲလေးတွေကိုပေါင်း live တစ်ခုထပ်ပြီးတော့လွှင့်ပေးပါမယ်เนาะအဲ့တော့နောက်ကျပွဲတွေတော့အများစုပါသွားမယ်ပေါ့လေเนาะအဲ့တော့လက်ရှိကတော့ဒီ SN Villa ပွဲလေးတော့ကျွန်တော်အစောပွဲလေးအနေနဲ့ဒါပြောပြီးမှဖြစ်ပါတယ်နောက်나이ဝတ်နေကံမှာဖြစ်ပါတယ်မင်္ဂလာပါညီကိုတွေเนาะခက်တော်တော်လေးကျွန်တော်တို့ဆွဲလိုက်မယ်ဗျာเนาะဒီနေ့ကတော့အချိန်သိမ့်မရတဲ့အတွက်မင်္ဂလာပါညီကိုရေး brother တွန်းတွန်းလေးမင်္ဂလာပါနေဖြူမင်္ဂလာပါဗျ brother ဇင်မင်းသူမင်္ဂလာပါမြန်မာချမ်းမင်္ဂလာပါ အဲတန်းကြော်မင်္ဂလာပါဇွန်နိုင်ထေးမင်္ဂလာပါကွီးကြော်မင်္ဂလာပါဗျဇင်ဝိုင်းမင်္ဂလာပါကိုငယ်မင်္ဂလာပါစိုးကြီးမင်္ဂလာပါဥအကာဟေးမင်္ဂလာပါမန်ယူအရင်လိုပြန်ဖြစ်ပါမလားဗျာတဲ့မန်ယူကအရင်တိုင်းပဲလေဘရသာဟေးနော်အရင်တိုင်းပါပဲလားဘရသာမင်းတောင်မင်္ဂလာပါအဲနေဆန်းမင်္ဂလာပါဝင်းမင်းအဲဝေမင်းမင်္ဂလာပါရက်မီမင်္ဂလာပါဇောဇောမင်္ဂလာပါကြော်လင်းထောင်ကမင်္ဂလာပါဝင်းကြိုင်မင်္ဂလာပါဥဥမင်္ဂလာပါညီဇော်မင်္ဂလာပါဗျနင်ဘေးရောက်ပါလေပေါ်ရောက်သွားပြီ ကျော်လင်း1500မင်္ဂလာပါကိုကူမောင်မင်္ဂလာပါညီကိုရေးကပ်နူးမင်္ဂလာပါရွှေကြီးမင်္ဂလာပါကျော်လင်းမင်္ဂလာပါစောင့်နေရတာအကိုရေးတယ်ဟုတ်တယ် brother ရေးကျွန်တော်နေ့လေးအဲဒီနေ့ Sunday ဆိုတော့လေဒီမှာအလုတ်ခဏသွားလိုက်ရလို့ပါနော်နေ့လေးနောက်ကျသွားပါတယ် sorry ပါအဲ့တော့လက်ရှိကတော့ software တွေတော့ကန်နေပြီပေါ့လीနော်အဲ့တော့မနေ့ကကျွန်တော်32ပွဲလုံးအောင်မြင်ခဲ့ပါတယ်နော်ပြီးရင်တော့ဒီဒီ front fat 9ပေါ်နဲ့ကျွန်တော်နောက်တစ်ပွဲရပါလဲเออมันเนี่ย32ปွဲออนเลยครับนอกนอกจากปွဲเอ่อ2ซะ2ปွဲออนเลยนอก2ซะ2ปွဲจ่าเลยจูวินจ่าเลยแล้วပြီးတော့ ဘာလဲမသိထားပါတော့ကျွန်တော်တို့ကမိတ်နေပြီเนาะအဲ့တော့မနေ့ကတော့ plus တော့ထွက်ခဲ့တယ်ပေါ့เนาะအပေါင်း300မနေ့ကတော့အဲထွက်ခဲ့မယ်ထင်ပါတယ်เนาะအဲ့တော့ဒီနေ့ကတော့ကျွန်တော်လောလောဆယ်ကတော့အကြိုက်ပွဲတော့တိတ်မတွေ့သေးဘူးဒီနှစ်ပွဲပဲရှိသေးတာဆိုတော့ကျွန်တော်ရွေးချယ်မှုအနေနဲ့တော့ Arsenal ပွဲပဲ ပါကောင်းပါနိုင်တယ်ပေါ့နော်အဲ့တော့လက်ရှိရတော့ဒီ SMB လာပွဲကတော့ကျွန်တော်အစောပွဲအနေနဲ့ဆိုတော့အဲသုံးသက်ချက်အနေနဲ့ပဲကျွန်တော်ပြောပြီးမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်နောက်နိုင်ဝက်နေရင်တော့ကျွန်တော်ပွဲရွေးပြီးရင်နောက်ထပ် live တစ်ခုထွက်ထွက်လွှင့်ပါမယ်အဲ့တော့ Sunday မှာတော့ကျွန်တော် live လေးနှစ်ခုလောက်တော့လွှင့်ခွင့်ပေးပါနော်အဲ့တော့ဒီ live နဲ့နောက် live လေးတစ်ခုမှာအားလုံးပြောပေးပါမယ်အဲ့တော့ဒီ live ကတော့ Premier League ပွဲနှစ်ပွဲပဲကျွန်တော်ပြောပြီးမှာဖြစ်ပါတယ်နော်အဲ့တော့အသေးလေးလက်မလေးလေးမနေ့ရသေးတယ် brother ကြီးအားလုံးတယောက်တစ်ချက်လောက်ကူညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုရီနော်ကျေးဇူးများကြီးတင်ပါတယ်ကဲဒါဆိုတော့ကျွန်တော်စလိုက်အောင်ညီကိုရီနော် နေ့ကကျွန်တော်မိုနာကူပွဲပြောခဲ့တယ်เนาะမိုနာကူဂိုးပေါ်ပါတယ်เนาะအဆင်ပြေမယ်ထင်ပါတယ်ဗျအဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့စလိုက်မယ်ဗျာเนาะအဲ့တော့ကျွန်တော်တို့ဟာနေဒါကြီးကပြဲကွဲနေဘယ်လိုဖြစ်တာလဲခနာလေးပါဗျအာနေရောဒီကောင်ဘယ်လိုဖြစ်တာလဲဆိုတော့ဩခနာလေးပါเนาะကျွန်တော်ဒီမှာ setting လေးမပြောင်းအောင်လေးလို့ပါဗျဒီကောင်ဘယ်လိုဖြစ်တာလဲဆိုတဲ့အခါမှာခနာလေးပါ ခဏလေးပါညီကိုရိုရေ โอเคပါเนาะအဲ့တော့ဒါ wine spot မှာဆော့ကျင်နေဒီကိုနေနေရလေကိုပြီးရ promo code ဖြစ်တဲ့ GB777 အသုံးပြုပြော်လေ100% bonus ကြီးရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက wine spot မြောက်မှာ facebook page နဲ့သူတို့ application တို့မှာ website လေးရယ် customer service call လေးနေပြီးတော့လေ24နိုင်တိလို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ let's go ပါဆိုတော့ premier league မှာဒီနေ့ပြောမှာကနှစ်ပွဲပေါ့เนาะ SV Villa နဲ့ Fulham မှာလက်ရှိ SV Villa ဘက်ကလည်းပဲ50ပေးထားပါတယ်နှလုံးကို80ရှုံးနဲ့ပြန်ပြီးကာထားပါတယ်အဲ့တော့ SV Villa ရဲ့တမိုင်းတစ်လျှောက်ပေးခဲ့တဲ့ရာသီထိုက်တဲ့တွေ့ဆုံမှုရအိမ်ခွင့်မှာမနှစ်ကပေးခဲ့တဲ့ကြီးကလည်းပဲ100ရှုံးပေးခဲ့ပြီးတော့မှ 1C နဲ့ G အောင်ခဲ့ခြင်းဖြစ်ပါ ်ပါတယ်အဲ့ရှစ်တနည်းကတလုံးတေးအဲ့ရှစ်တနည်းကတလုံး90ပေါင်းဟိုးရှစ်တနည်း2021ကမှဒဲကြီးပေးပြီး3ခုတခုနဲ့အောင်ထားတာဖြစ်ပါတယ်အဲ့တော့လက်ရှိနောက်ဆုံး3နှစ်ဇက်တိုက် level တရာရှုံးအောက်တက်ပေးပြီး level တလုံးတေးအမြင့်ဆုံးပေးခဲ့တဲ့အနေအထားမှာအခု DRD မှာပေးတဲ့ Aston Villa ဝင်ဟိုးက level 90ဆိုတဲ့ပမာဏအရ Aston Villa ပေါ်ပြီးတော်တော်လေးပြော့တာကိုသွားတွေ့ပါတယ်အဲ့တော့လက်ရှိဇာရက်တည်မှုအရ Aston Villa ဟာတန်းစင်းဆုံးအဆင့်18အထိရောက်နေတဲ့အတွက်တော်တော်ကိုဆိုးဆိုးရွားရွားဖြစ်နေတယ်ဒါပေမဲ့ ၅ပွဲမှာဒီရသည်ကန်ခဲ့တဲ့၅ပွဲမှာတပွဲမှမနိုင်သေးဘူး။၃ပွဲတည်ရင်လည်းကျွန်တော်၂ပွဲပဲအဲရှုံးထားတဲ့အနေအထားဖြစ်တယ်။တွင်းကိုလည်းတကူးပဲတွင်းထားတယ်ဆိုတော့ SM Villa တိုက်စစ်တော်တော်လေးတော့ ညံ့နေတဲ့အနေအထားမျိုးဖြစ်ပါတယ်ပေးကူကတော့ငါးကိုပေါ့နော်အရင်ကြီးလက်ခံစစ်ကပေါက်တယ်တော့မပါဘူးအဲ့တော့ခံစစ်အဆင်ပြေပေမဲ့တိုက်စစ်ကမထွက်တဲ့အတွက်ရလက်တွေစိုးနေခြင်းဖြစ်ပါတယ်အဲ့တော့ရမှသုံးမှတ်ပါဆိုတော့သူ့အောက်မှာကဝက်ဆန်းရှိတယ်ဝူဗာပလန်ဒီနှစ်သိမ်းမဲ့ကြံတော့တယ်နော်အဲ့တော့လက်ရှိအနေအထားရ SM Villa ရဲ့ခြေကိုသုံးသပ်ရရင်တော့တော်တော်လေးအဆင်မပြေဘူးဒါပေမဲ့တောက်လျှောက်ကတော့ under 2.5တိများပါတယ်နောက်ဆုံး9ပွဲမှာ6ပွဲ under 2.5ရှိပါတယ် နိုင်ပွဲဆိုလို့ပြီးခဲ့တဲ့ပွဲမှာချန်ပီယံလိအယူရိုပါလိမှာသူတို့တေချာတော့ကန်ခဲ့တယ်ဗောလေအဲတော့ကဘောလုံးညာအသင်းကို level 100ရှုံး Aston Villa ပေးပြီး1-0နဲ့အောင်ခဲ့ခြင်းဖြစ်ပါတယ်ဆန်နာလန်ကို1-1 Brentford ကို1-1เนาะပြီး Everton ကို0-0ပြီးတော့သူတို့ရှုံးထားတာက Crystal Palace ဖြစ်ပါတယ် Liverpool တောင် Crystal Palace ကိုရှုံးတာဗျာအဲ့တော့ခုလိုခြေစွမ်းကျနေတဲ့ Aston Villa အနေနဲ့ Crystal Palace ကိုရှုံးတာကစကားတဲ့ထည့်ပြောင်းစရာတော့တိတ်တော့မရှိဘူးဒါပေမဲ့ Crystal Palace ကိုခြေစွမ်းကောင်းမွန်တဲ့အသင်းကိုတောင်မှ Aston Villa အိမ်ကွန်းမှာ Aston Villa ဘက်ကလည်းပဲ100ရှုံးပေးခဲ့တဲ့အနေအထားမျိုးမှာ Fulham လိုအသင်းကိုလက်ရှိတန်းဆင်းဆောင်နေရနေလည်းပဲ90ပြ ြန်ပေးတာတော့တော်တော်လေးပြော့တယ်ဗျာအဲ့တော့အဲပြန်ပြီး Unai Emery နေနဲ့ Premier League မှာခံပတ်နိုင်ဖို့ကဒီနေ့ပွဲမှာတိတ်မဖြစ်နိုင်တဲ့ဂျေးမျိုးဖြစ်နေတယ်เนาะဒါပေမဲ့လည်းဘောလုံးညပွဲမှာယုံကြည်မှုပြန်ရသွားတဲ့အတွက်တော့ဒီပွဲမှာပြန်ပြီးတော့တော့ခံပါလာနိုင်တယ်ဆိုတော့ဘော်ဒီဝင်ရောအန်လင်းတော်တော်လေးများတယ်လို့ကျွန်တော်သုံးသပ်ပါတယ်အဲ့တော့တစ်ဖက်ကဖူဟန်အနေနဲ့ကလည်းလက်ရှိနေမှာနောက်ဆုံးပြန်ပေါ်ဆို9ပွဲမှာ6ပွဲတိတိ goal out ထားခြင်းဖြစ်ပါတယ်အဲ့တော့နောက်ဆုံးပွဲကတော့ကမ်ဘရစ်ကတော့ထားလိုက်တော့ဗောနော်ကာတီကာရောမောင်ကတော့နှလုံးတရာရှုံးမှာ1-0နဲ့သူတို့9-4ပဲကန်သွားတယ်ဆိုတော့ရှေ့မှာ Bradford အသင်းကို3-1နဲ့နိုင်တယ်ဆိုတော့တိုက်စစ်မိုက်တယ်ဒီ Leeds United အပွဲမှာလည်း1-0ပြီးဒီရှေ့မှာဒီ Bristol City ကို2-0ဆိုတော့နောက်လျှောက်ကတော့အင်ကွင်းကတော့အဆင်ပြေတယ်ဗျာသို့ပေမဲ့အဝေးကွင်းမှာဒီရာဒီနိုင်ပွဲကလက်ရှိနေထားရမရှိသေးဘူးတေးတပွဲနဲ့ရှုံးပွဲတပွဲတေးရတော့အပွဲမှာ Brighton အင်ကွင်းမှာ Brighton က level တရာရှုံးပေးပြီး Fulham က1-1နဲ့ပွဲပြီးတယ် Chelsea နဲ့ပွဲမှာ Chelsea ကတလုံး90ပေါင်းပေးပြီးတော့2-0နဲ့ပွဲပြီးထားတာကြောင့် Fulham အဝေးကွင်းကတော့ရလမကောင်းသေးဘူးအခုချိန်အထိပေါ့လေဆိုတော့ဒီမှာပြောစရာရှိတာ Brighton Brighton လိုအသင်းတော်မှာလည်းပဲတရားရှုံးပေးခဲ့တဲ့အနေအထားမျိုးမှာအခု Aston Villa လည်းပဲ90ဆိုတာနိုင်မဲ့ကြီးမျိုးတော့မဟုတ်တာတေချာသွားပြီဗျာဒီလားအဲ့တော့လက်ရှိအနေအထားအရနှစ်သင်းစလုံးရဲ့ current form ရ Anna 2.5တွေဖြစ်နေတဲ့အနေအထားမျိုးမှာလက်ရှိနှလုံး80ရုံးမဲ့ပေးထားခြင်းကြောင့် ကျွန်တော်ကတော့လေအမှန်တမ်းပြောရင်တော့ဂိုးပေါင်းကြီးอ่ะပြင်းနေပြာတိလာအန်ဒါ2.5ကန်နေတဲ့အနေအထားမျိုးပေါ့နှလုံး80ရှုံးပေးထားတာကတော်တော်လေးပြင်းတယ်အာဆင်နယ်ဘွဲမှာပေးတဲ့ကြီးတော်မှာဂိုးပေါင်းကြီးတော်နှလုံး90ရှုံးဆိုတော့ကျွန်တော်ဒီဘွဲတော်တော်လေးအန်ရင်များမဲ့အနေအထားလို့သုံးသက်တယ်ပေါ့လေဒါပေမဲ့လည်းလက်ရှိကြီးအရနေမယ်ဆိုရင်ကျွန်တော်တို့ full hand နေရမှာဖြစ်ပြီးတော့ Aston Villa ကမ်းပတ်နိုင်မဲ့အနေအထားမြင်နေဆိုရင်တော့ Aston Villa ပဲနေရမှာဖြစ်ပါတယ်။ဒါပေမဲ့ Fulham အသင်းဟာလက်ရှိအနေအထားအရ Chelsea ပွဲပဲရှုံးတာဖြစ်တဲ့အတွက်ကျွန်တော်ကြီးပဲကြီးနောက်ပဲလိုက်တင်တယ်လို့ပဲကျွန်တော်မြင်နေပေါ့လေ။ဆိုတော့နေမယ်ဆိုတော့ကျွန်တော်တို့ Fulham ပဲကြိုက်တယ်ဗျ။ Fulham ဒီပွဲမှာတေးတော့ထပ်ပြီးရအောင်မလားပေါ့နော်။ဒါပေမဲ့လည်းကျွန်တော်ဒီပွဲအဆောပဲဖြစ်တဲ့အတွက်ကျွန်တော်ရှောင်ပါတယ်။နေမယ်ဆိုရင်တော့ Fulham ပဲနေသေးတယ်လို့ကျွန်တော်ယူဆပါတယ်။အဲ့တော့နောက်ပွဲကတော့ကျွန်တော်ရွေးချယ်မှုအနေနဲ့ဖြစ်လာနိုင်ပါတယ်။လောလောဆယ်ကတော့ကျွန်တော်ဒီနှစ်ပွဲပဲကြည့်ရသေးတယ်ပေါ့လေ။အဲ့တော့ Newcastle အိမ်ကမှအာဆင်နယ်တို့သွားကြုံမှာအဲ့တော့မနေ့က Liverpool အသင်းဟာ เนาะ Crystal Palace ကိုရှုံးပွဲစပြီးကြုံတွေ့ခဲ့ရတယ်။သုံးမှတ်ရောက်ခဲ့တဲ့အနေအထားမျိုးမှာ Arsenal အနေနဲ့အခွင့်အရေးကိုအသုံးချနိုင်မလားဒါစောင့်ကြည့်ရမှာဖြစ်ပါတယ်။အဲ့တော့လက်ရှိကတော့တပွဲအလိုမှာ Arsenal ကရမှတ်10မှတ်သာရရှိနေပြီးတော့ဒီနေ့ပွဲနိုင်တော့ရမှတ်13မှတ်နဲ့ Liverpool နဲ့2မှတ်ပဲကွာတော့မှာဖြစ်ပါတယ်။အကယ်၍များတေးကြသွားမယ်ရှုံးသွားမယ်ဆိုတော့ Arsenal ဒီရသည် Champion ဖြစ်ဖို့ကတော်တော်လေးပြန်ပြီးတော့ဝေးသွားမယ်အနေအထားလေးရှိပါတယ်။အဲ့တော့လက်ရှိဒီ Arsenal အနေနဲ့က level 80ပေးထားတယ်ပေါ့နော်။အဲ့တော့ဒီ80ဟာမနစ်ကကြီးနဲ့ရှင်ကြည့်မယ်ဆိုတော့တိတ်တော့မထူးကြဘူး။နော်ပြောပြမယ်။အဲ့တော့ဒီနေ့သင်ရပြီးခဲ့တဲ့ရာသီမှာပြီးခဲ့တဲ့ကြီးက နီးပါစေအင်ကွင်းမှာတို့ကနှစ်ကြော့တွေ့တယ်ကာရာဘောင်မှာတွေ့တယ်ပရီးမီးယားလိမှာတွေ့တယ်ပရီးမီးယားလိမှာပေးတဲ့ကြီးက level တရားရှုံးအဝေးခွင့်ကနေပေးတယ် 1C နဲ့နူကာဆေးကနိုင်ပါတယ်ကာရာဘောင်မှာရောက်တော့လေတလုံး90ပေါင်းနူကာဆေးကပေးတယ် 2C နဲ့နူကာဆေးကပဲနိုင်ခဲ့ပဲအဲ့တော့ဒီဂျီနဲ့ရှင်တော့အခုဂျီကတိတ်မပြောပါလောက်ပြင်းတယ်လို့မပြောပါလောက်ဘူးနောက်တစ်ချက်ကနူကာဆေးအင်ကွင်းတပိုင်းချောင်းမှာတွေ့တဲ့ head to head ရနောက်ဆုံးပြန်မလို့360ခုနှစ်ပွဲဆက်เนาะ under 2.5တွေဖြစ်ထားပါတယ်အဲ့တော့ဒါတပိုင်းမှာဘယ်လိုမျိုး ကြည့်ပြင်းလဲဆိုတော့ Newcastle လက်ရှိ Garner Form ပေါ့နော်လက်ရှိပြီးခဲ့တဲ့ဘက်မှာ Bradford City ဘွဲကတော့ထားလိုက်တော့ Garner Form ကိုကျွန်တော်ပိတ်လိုက်မယ်နော်အဲ့တော့ Janna ကနောက်ဆုံးကန်ခဲ့တာ Premier League ဘုံပေါင်းအင်္ဂွန်းမှာ ZZ ဆိုတော့ဘုံပေါင်းအင်္ဂွန်းမှာ ZZ ဟာခံစပိုင်းလုံနေတိုက်စစ်အရအဆင်မပြေဘူးဒါပေမဲ့ Barcelona ဘွဲမှာအဓိကသွားပေါ်တော့ပေါ့နော် Champion League မှာ Barcelona နဲ့ Newcastle ရှင်ကြည့်လိုက်ရင် Barcelona ဟာ Newcastle တဲ့အများကြီးတာတယ်ဗျအတွေ့အကြုံပိုင်းရောခြေစွမ်းရောလက်ရှိလူစင်းအရာရောပေါ့နော်ဆိုတော့တဆင့် level တစ်ခု ဘလို့ချင်းချင်းတာပါတယ်ဒါတောင်မှနူကာဆယ်နဲ့ဘာစီလိုနာပွဲမှာနူကာဆယ်အိမ်ဝင်းကိုဘာစီလိုနာအဝေးဝင်းပေးတဲ့ကြီးကဒဲဂျီဖြစ်ပါတယ်เนาะ level 20လားအလောက်ပဲရှိခဲ့တယ်ဒဲဂျီပေးခဲ့တဲ့အနေအထားမျိုးမှာ1 2နဲ့ဘာစီလိုနာနိုင်ခဲ့တဲ့အတွက်ဘာစီလိုနာတောင်ဒဲဂျီပေးတာဟုတ်အာဆင်နယ်ကနူကာနူကာဆယ်အိမ်ဝင်းမှာ level 80ဆိုတော့ဒီဂျီနဲ့ရှင်တော်တော်ကြီးပြင်းတယ်ဗျအာဆင်နယ်ကเนาะတကယ်ကျုံးမဲ့အနေအထားမှာရှိပါတယ်ဒါကလည်းမနေ့က liverpool အဖက်ကြောင့်ပိုပြီးကြီးပြင်းသွားတာဖြစ်ပါတယ်เนาะအဲ့တော့လက်ရှိနူကာဆယ်အသင်းကလည်းဒီအသင်းမှာအလောက်ကြီးမကောင်းဘူးလက်ရှိသူတို့တိုက်စစ်မှု izet level မှာကြောင်ပြောက်နေတဲ့အနေအထားမျိုးမှာတို့လက်ရှိအနေအထားရ Woodman နေခေါ်ထားတယ်ပေါ့လေနော်အဲ့တော့ Gordon နဲ့ Murphy ပါတယ်အဓိကကြောက်ရမှာက Newcastle ကွင်းလေပဲဗျာသိလားအဲ့တော့ Tonally Julian နဲ့ Gomez တို့၃ယောက်အနေအထားက Arsenal နေနဲ့ Lobo မဲ့ပြီးတော့တိုက်ဖို့တော့နည်းနည်းလေးခက်ခဲနိုင်တယ်အဲ့တော့ဟို လီဗာပူးနဲ့ပွဲမန်စီးနီးရဲ့ပွဲရလို့အာဒီတာထွက်လာရင်တော့တေချာရီဒီဘက်ဘလို့မှသုံးမရမှာမဟုတ်ဘူးအဲ့တော့ line ရဲ့အရင်အရေးကြီးတယ်ဗောနော်ကျွန်တော်နေတော့စာကာနဲ့ easy ကိုတွဲမလားเนาะလက်ရှိအနေထားရတော့ဘလို့ဘသူထုံမလဲတော့မသိဘူးဗောလေအဲ့တော့လက်ရှိဒိုင်ယန်လူစင်းကတော့အနှဲငယ်လေးတော့ရှိတယ်မာရူကီကျိုးသွားတဲ့အတော်တော်တောင်မန် တစ်ဖက်ကနည်းနည်းလေးအဲဒိုင်ယန်နာတရရှိသွားတယ်ဗောလေအဲ့တော့ယူကရက်အနေနဲ့လည်းလက်ရှိတိုက်စစ်မှာဒီနေ့ဘက်မှာ direct pass နေနဲ့လာမယ်ဆိုရင်တော့အချိန်မီ900နိုင်တယ်ဒါပေမဲ့တခုရှိတာကနှလုံး90ရှုံကိုပေါင်းကြီးဖြစ်ပါတယ်နှလုံး90ရှုံပေးထားပြီဆိုကြတဲ့ကအာဒီတာအနေနဲ့ဘလို့မှဖွင့်ဆော့နိုင်မယ်ကြီးမျိုးတော့မဟုတ်ဘူး ူးပြသေးလားအဲ့ဒါတော့ဂျိန်းသေးတယ်ဒါပေမဲ့ Newcastle အသင်းကလက်ရှိ current form ရကလည်းအဆင်တော့မပြေနေဘူးပေါ့လေဒါပေမဲ့ Arsenal ရဒီယာဒီအဝေးဝန်းမှာ Man U ဒါအိမ်ခွင့် Man U အိမ်ခွင့်မှာ level တရားရှုံးပေးပြီးတော့0-1နဲ့နိုင်ခဲ့ပါတယ် Man U လို့တော့ခြေကျနေတဲ့အသင်းမျိုးကိုတော့ level တရားရှုံးပဲပေးခဲ့တဲ့အနေအထားမျိုးမှာ Newcastle လို့အသင်းကို level တရားနှီးပါပေးတာဟာဒါကြီးပြင်းနေဗျနောက် Arsenal နဲ့ဒီယာဒီကန်ခဲ့တဲ့အဝေးဝန်း၄ပွဲလုံးလဲ ကိုးအောင်ထားတာအန်တာ2.5ဖြစ်တာတွေ့ရပါတယ်เนาะအာဒီမန်ယူနဲ့ဘက်မှာ Z1 Liverpool ကို1-0နဲ့ရှုံးလာပါတယ်ဘီဘာကို Z2 နဲ့နိုင်လာတယ်ပေါ့ဗီအသင်းကို Z2 ပေါ့เนาะဒီလိုမျိုးတွေဖြစ်ခဲ့တာကြောင့် တေးကြတာတခုကတော့နှစ်သိန်းပေါင်းရင်သုံးလုံးထီတော့ရောက်နိုင်စရာအကြောင်းမရှိဘူးဗျာဆိုတော့စဉ်းစားမှာဒီဘွဲဘီဘောဂျီအောက်ဘဲဘဲနာဘဲနေရင်ကောင်းမလဲပဲစဉ်းစားမှာဖြစ်ပါတယ်ကျွန်တော်ပြီးတော့မောင်းထဲမှာဘဲဘွဲထည့်တယ်မထည့်တယ်ကျွန်တော်ပြီးမှာပဲကြည်ပါမယ်အဲ့တော့လောလောဆယ်ရွေးချယ်မှုအနေနဲ့ကတော့အာဆင်နယ်မိုက်ပါတယ်ဂိုးအောက်လေးရန်တင်ပါတယ်ဒါပါပဲเนาะအဲ့တော့ဒီလက်ရှိပရီးမီးယားလိမှာဒီနေ့ဘွဲထဲမှာကျွန်တော် အစောဘွဲကတော့လုံးဝရှောင်လိုက်ပါတယ်မကြည့်တော့ဘူးဆိုတော့ကျွန်တော်ဒီနျူကာဆယ်နဲ့အာဆင်နယ်ဘွဲလေးပဲကျွန်တော်ရွေးချယ်မှုတွေမှာထည့်ပေးပါဖြစ်ပါတယ်โอเคပါဒါကတော့ကျွန်တော်ဟိုအစောဘွဲမမီလိုက်မှာဆိုလို့ကျွန်တော်ဒါ live လေး ပြောပြေးပြီးလွှင့်တာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်လက်ကြံပွဲလေးတွေလာလီကာပွန်ဒလီကာလေးအခုခဏနေတော့အဲပွဲယူလာအောင်မယ်ဗောလေပြီးတော့ကျွန်တော်၈နာရီဗောနော်မြန်မာစံတော်ချိန်၈နာရီလောက်တော့ကျွန်တော်အဲ live လေးပြန်ပြီးတက်ခဲ့ပေးပါမယ်ညီကိုတို့နော်အဲ့တော့နောက်တစ်နာရီလောက်တော့အဲနောက်အဲ၈နာရီဆိုတော့ဟုတ်တယ်နော်နောက်တစ်နာရီတော့စောင့်ပေးပါညီကိုတို့နော်အဲ့တော့ခဏနေတော့ကျွန်တော်ပြန်တက်ပေးပါမယ်ဆိုတော့ဒီ live လေးလောက်ကြီးကြီးပဲ brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းတိုင်းကျေးဇူးများကြီးတင်ပါတယ်ဗျ